ဝဲရောလိုင်းပေါ်မှာလေတဲစုငိမ်မောင်ဆိုပြီးတော့လူတွေကပြောနေကြတယ်ဟဲ့လားမော်ဒယ်တယောက်ဆောင်တဲစုကိုတဲ့ဝင်တော့အမျိုးတော်လို့လားခင်ရင်လို့ပြောပြလားနာမျိုးတော်လေတဲစုငိမ်မောင်လေးကိုရင်ခွတ်သွားပြီကိုရင်ခွတ်သွားပြီနဲ့အဲဦးစင်ကသူ့အမေလေကိုရင်နဲ့တဲစုငိမ်နေကအမျိုးတော်လားမောင်နှမလားဆိုဦးစင်ပြောတဲ့စကား तू နားမလဲနားမလဲတော့ तू ကဟုတ်တယ်တဲ့ဟုတ်တယ်ဟုတ်တယ်ဆိုတော့သူ့ဝိနာလေးကခင်ရင်ဘာသာပြန်ခေါ်ထားတာအဲ့ရောက်ပြန်ပြောလိုက်အောင်လို့ဟုတ်ကောဟုတ်လို့လားတော့ အဲအဲ့ကကြတော့မှတဲစုငင်းတိလာဆိုတော့မတိဘူးလေအဲအဲ့လိုရငါသူ့ကြတော့ကိုရင်တဲစုငင်းဆိုကျောင်းကျောင်းလာတဲ့ဒကမတွေကလည်းသူ့ကိုရင်တဲစုငင်းကိုရင်တဲစုငင်းနဲ့ခေါ်အဲမောဟိုလူတွေကတော့ရုပ်ချင်းတွေကတော့နော်ဟိုလူတူမချားနာမည်တူမချားပဲလေ အဲအဲ့လိုမျိုးရှိတဲ့ပုံပါပေါ့နော်အဲကိုရင်ကိုတော့ကိုရင်တွေတော့မြင်စေချင်တယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်လည်းအဲသွားရကိုရင်မော်တယ်နဲ့သွားနိုင်တယ်လို့ငရေကြီးမယ်အပြည့်ရှိတယ်ပေါ့နော်အဲတော့သူတို့ရဲ့အမြင်နဲ့သူတို့ပြောတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကြမ်းတမ်းရိုင်းဆိုင်တဲ့ဇာတ်လေးမပြောဘူးဆိုလို့ရှိရင်တော့အဲဘာမှမဖြစ်ဘူးပေါ့နော်ဦးစင်းတို့အတွက်လည်းဘာမှမထိခိုက်မနစ်နာပါဘူးအဲ့တော့ဒီကွင်လေးတွေကိုပေါ့နော်သူတို့ရဲ့သားသမီးတွေလိုချစ်ပေးတဲ့အတွက်ကြောင့်လည်းဦးဇင်းတို့ကကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်တယ်အဲ့လိုမျိုး ီသူတို့ရဲ့အမြင်ထဲမှာပေါ့သူဆိုလို့ရှိရင်တက်စုငင်းနဲ့တူတယ်ပေါ့လေ။နောက်ရဆိုးပြေးတဲ့စင်တာတရားရှိသေးတယ်။ရှိသေးတယ်။တော်တော်တူတာသိလား။အဲ့ကွင်ကလေအသားတော့ခန့်ညညူလေးပဲ။အဲ့တော်တော်တူတာ။ဟောမင်းသမီးနဲ့ပဲတူနေအဲ့လိုရှိရတယ်။ဘာလို့ဟောလဲဆိုဦးစင်းကနေပြီးသူ့ကိုသူ့ကိုရိုက်လိုက်တာရိုက်လိုက်တဲ့အခါကျတော့ तू ကမြန်မာစကားတစ်လုံးမှနားမလဲ तू ကကရင် ဒီเจ้าဆရောက်တော့อ่ะဆိုလို့ရှင်သူမြန်မာစကားလုံးဝနားမလဲအဲ့နဲ့ဥစဉ်ကနေပြီးသူ့ကိုမေးတာအဲ့သူ့ကိုမေးတာမေးတဲ့အခါကျတော့သူမဖြစ်နိုင်မပြောတတ်ဘူးเนาะဘယ်ကဘာလူမျိုးလဲဆိုတော့အနာတော့မှသာကိရင်လို့ပြောတာเนาะအဲ့ဒါမှလားကိရင်เนาะအဲကိရင်အဲသူ့ဘယ်မျိုးကလဲမေးတယ်ဘယ်မျိုးကလဲဆိုတော့သူနားမလဲဘယ်ကလာတာလဲအဲအဲ့လိုမျိုးတွေသူ့ကိုအမျိုးစုံမေးရတာမေးတဲ့အခါကျတော့မှသူကအဲနည်းနည်းလေးပြသူကစကားပြောနေမပွန့်တပွန့်နေနေပြောတော့ အဲနောက်ပြီးတော့သူသူက TikTok ရဲ့ effect ပေါ့နော် TikTok ရဲ့ effect ဆိုတာဥစဉ်တို့ရွေးတဲ့ effect ကကြတော့ရိုးရိုး effect ပဲဒီ TikTok မှာ original effect လို့ခေါ်တာပေါ့နော်ဟိုဘေးနားလေးမှာမင်းသားမင်းသမီးတို့အရန်လှတဲ့ effect တွေအများကြီးရှိသေးတယ်အဲအဲ့ဒီ effect တွေမပါဘူးဒီရိုးရိုးလေးပဲရိုက်ပြလိုက်တာရိုးရိုးဘက်နဲ့ရိုက်တာသူကတဲစုငိမ့်နဲ့သွားတူနေတာတဲ့အဲ့ဒါနဲ့ line ပေါ်မှာ line ပေါ်မှာနာမည်ကြီးနေပေါ့နော်နာမည်တဲစုငိမ့်မောင်လေးကိုရင်ခွတ်သွားတယ်ကိုရင်ခွတ်သွားတယ်နော်အဲ့ဒါအဲ့လိုမျိုးပေ့တွေရတယ်အများကြီးတင်ကြတယ် ပြည့်ရတဲ့အများကြီးတင်ဦးစင်းအကောင့်ထဲမှာဆိုလို့ရှိရင်မီလီယံနဲ့ဟိုဟာဖြူတွေရာရတယ်ရပြီးတော့သူကအဲ့လိုမျိုးအရန်ဟော့သွားတာဟော့ပြီးတဲစုငိမ့်မောင်လေးကိုရင်ခွတ်သွားပြီးကိုရင်ခွတ်သွားပြီးနဲ့အဲဦးစင်းကသူ့အမေလေကိုရင်နဲ့တဲစုငိမ့်နေရအမျိုးတော်လားမောင်နှမလားဆိုဦးစင်းပြောတဲ့စကား तू နားမလဲနားမလဲတော့ तू ကဟုတ်တယ်တဲ့ဟုတ်တယ်ဟုတ်တယ်ဆိုတော့သူ့ဝိနာလေးကကရင်ဘာသာပြန်ခေါ်ထားတာအဲ့ရောက်ပြန်ပြောလိုက်အောင်လို့ဟုတ်ကောဟုတ်လို့လားလို့အဲအဲ့ကကြတော့မှ တဲစုငိမ့်တိလာဆိုတော့မတိဘူးလေအဲ့လိုရငါသူ့ကြတော့ကိုရင်တဲစုငိမ့်ဆိုရကျောင်းကျောင်းလာတဲ့ဒကမတွေကလည်းသူ့ကိုရင်တဲစုငိမ့်ကိုရင်တဲစုငိမ့်နဲ့ခေါ်တဲစုငိမ့်ဆိုတော့မော်တယ်လေမော်တယ်မင်းသမီးတိလာမင်းသမီးရုပ်ရှင်ရတဲ့မင်းသမီးတိလာအဲအဲစုငိမ့်ကအဲ့လိုမျိုးကိုရင်နဲ့တဲစုငိမ့်နဲ့ရုပ်ချင်းတူလို့တယ်အဲ့ဒါပြောနေတာအမျိုးကြီးလားဗျာအမျိုးတော်လား နားလဲတော်လားပြီးလောမမြန်မာသိပြောတာလားအဲမြန်မာလိုပြောတာဒီဒီရောက်တော့လေသူတို့မြန်မာလိုသိအခုချိန်အခုမှနည်းနည်းလေးတက်တာနည်းနည်းတက်တာသူတို့ကဦးစင်းတို့အကြောင်းမှာကျတော့အဲ့ဒီရုပ်တန့်ရုပ်ချောတဲ့ကွင်းနေအများကြီးရှိတယ်အများကြီးတချို့ကွင်းနေရာရိုက်တင်အန်နေများလို့လေအန်နေများလို့လည်းရိုက်မနေတာတော်တော်တန်တန်ပြပြနေအများကြီးရှိတယ်ဗောနော်ပေ့တွေကြည့်ပြီးတော့ဦးစင်းကအဲ့တော့ပေ့တွေကြည့်ပြီးတော့ဟိုတိုင်းတော့ပြန်လာတော့ မရှိပါဘူးတခါလာမသိပြန်တော့ပြန်ဖို့ပါတယ်ကွန်မန့်လေးရတယ်အဲတဲစုညိမအောင်မဟုတ်ဘူးပေါ့နော်စဉ်တို့ကြောင့်ကိုရင်လေးပါဆိုပြီးတော့ဦးစင်ပြန်တော့အောက်ကနေကွန်မန့်တော့ရေးတော့ရေးဘူးတယ်ဦးစင်နောက်တော့သူတို့တင်တဲ့ပုံတွေကြီးတော့တကယ်တူတာပဲအဲတဲစုညိနဲ့တွဲပြီးတင်တဲ့ပုံတွေကြတော့တော်တော်တူတယ်ဒီတိုင်းကြည့်ရင်တော့သိပ်မတူလောက်ပါဘူး เจ้ามาတော့တော်တော်နာမည်ကြီးသွားတယ်เจ้ามาဟောသိတယ်เจ้ามาလည်းဘုန်းကြီးလည်းပြောနေအဲဒီကိုရဲ့တဲစီညင်းတွေ့ဆိုရဲ့ line ပေါ်မှာတားပြောနေဦးစီကနောက်မှသိတာတင်းတဲ့သူကနောက်မှသိတာကိုရင်ကဘာလို့ကိုရင်ဝင်လာတာလဲတဲ့เจ้าအတန်းเจ้าဘယ်ထိနေဘူးတော့စာတင်เจ้าဘယ်ထိနေဘူးတော့အတန်းเจ้าလေအတန်းเจ้าဒီမှာပဲနေဘူးလားမင်းမနေဘူးလားဟိုလေเจ้าအတန်းเจ้าစာလေလေ A B C D တွေပါသိဘူးလား A B C D အင်္ဂလိပ်စာတွေပါသိဘူးလားသိဘူးဖုန်းကြောင့်ငွေလေးတွေကိုယ်မဲဝတ်တာပေါ့ဟုတ်လားအော်အသက်ဘယ်လောက်ရှိပါလဲကိုယ်က14 14 14တောင်ရှိပြီလားဟွန်းဒါရောစင်တော့ဦးစင်ကဘယ်လိုပြောမလဲဟိုတိုင်းတော့တိတ်တော့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့တချောင်းလုံးတချောင်းလုံးအတက်ပဲကြည်တာများတော့လေအဲ့လိုမျိုးသူသူ့တွေ့ရင်တော့သူ့ဒီတိုင်းပဲခင်ခင်ရင်းနေပြလိုက်တာပဲ အဲဝနဘလိုက်ဆိုပြီးတော့မှာပြီးတော့မှာဟိုရောက်သွားပြီအဲ့တော့ဘလိုက်ဆိုလို့ရှင်လဲဘလိုက်ဆိုလို့ရှင်လဲဘယ်လိုပြောမလဲဟိုချစ်တာတော့ချစ်တာပါနော်ကလေးကလေးဆိုတော့လေအဲကလေးလူတော့ချစ်တယ်ဘယ်လိုပြောမလဲဟိုတိုင်းတော့တိတ်တော့မရှိလာပါဘူးတိုင်တိုင်ရောစင်ပါနော်အစွဲလိုင်းတိုင်ရောစင်နေတယ်တော့တိတ်ပြန်ထားပါအောင်အဲဦးဇင်းတို့အကြောင်းကို online ကနေပြီးတော့အနည်းတန်းကြည့်ပြီးတော့ပါနော်အဲကြည့်ပြီးတော့ အပိနေကြတဲ့အဲတက္ကရမတွေအားလုံးလည်းဥစဉ်တော့ကျေးဇူးတင်တယ်ပေါ့နော်အဲအဲ့လိုမျိုးကြည်ပေးတဲ့သူတွေရှိလို့အဲဥစဉ်တော့အများကြီးတိုးတက်လာခဲ့တယ်ပေါ့နော်ကျောင်းတိုင်းလည်းအများကြီးတိုးတက်လာခဲ့တယ်အဲနောက်ဒီကွင်လေးတွေပေါ့နော်သူတို့ရဲ့သားသမီးတွေလို့ချစ်ပေးတဲ့အတွက်ကြောင့်လည်းဥစဉ်တော့ကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်တယ်အဲ့လိုမျိုးဒီသူတို့ရဲ့အမြင်ထဲမှာပေါ့သူဆိုလို့ရှိရင်တက်ဆူညီနေတူတယ်ပေါ့လေနောက်ရဆိုးပြေးတဲ့စင်စားတယောက်ရှိသေးတယ်ရှိသေးတယ်တော်တော်တူတာသိလားအဲ့ကွင်ကလည်းအသားတော့ခက်ညိုညိုလေးပဲ အဲတော်တော်တူတာအဲရှိသေးတယ်တရားစူးပြီးစင်တူတယ်အဲရှိသေးတယ်တရားရှိသေးတယ်အဲမင်းသမီးတွေပဲတူတယ်ဇာတိကောင်းမဟုတ်ဘူးအဲဟုတ်တယ်မင်းသမီးတွေပဲတူနေအဲ့လိုရှိရတယ်အဲဟိုလူတွေကတော့ရုပ်ချင်းတွေကတော့ နော်ဟိုလူတူမချားနာမည်တူမချားပဲလေအဲအဲ့လိုမျိုးရှိတဲ့ပုံပါပေါ့နော်အဲကိုရင်ကိုတော့ကိုရင်လေတော့မြင်စေချင်တယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်လည်းအဲသွားရောက်ကိုရင်မော်တယ်နဲ့သွားနိုင်တယ်လို့ငရေကြည့်မယ်အပြည့်ရှိတယ်ပေါ့နော်အဲတော့သူတို့ရဲ့အမြင်နဲ့သူတို့ပြောတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကြမ်းတမ်းရိုင်းဆိုင်တဲ့ဇာတ်ကားတွေမပြောဘူးဆိုလို့ရှိရင်တော့အဲဘာမှမဖြစ်ဘူးပေါ့နော်ဦးဇင်းတို့အတွက်လည်းဘာမှမထိခိုက်မနစ်နာပါဘူးအဲ့ဒါလေးပြောပြစေချင်ပါတယ်